ကျားတို့သမီးတို့မင်္ဂလာပါတီချဲကတော့တတမရန်တင်ချပါတာရက်ကိုတင်ကြားပေးမယ်တီချဲဆိုးဖြစ်ပါတယ်ဒီနေ့တင်ချနှစ်အခန်းခုနှစ်ကပမာဏတင်ချာဧရိယာခေါင်းစဉ်အောက်ကတင်ကန်းစာတစ်ဖြစ်တဲ့အနေပြိုင်စတုကန်ရဲ့ဧရိယာရှာခြင်းအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ် ရန်တုံကဒေါမတ်စတူဂန်စတူယန်နဲ့ဒရီဂန်တို့ရဲ့ဧရိယာတွေကို ပုံသင်နီးများထုတ်ဖော်ပြီးတော့တွေ့ယူနိုင်ခဲ့ပြီဖြစ်တယ်။ဒီသင်ခန်းစာမှာကြတော့အနေပြန်စတူဂန်ထရာပီဇီယန်စတဲ့လွယ်ကူတဲ့ပင်ကြီးပုံတွေရဲ့ဧရိယာရှာနီးတွေကို လေ့လာကြမှာဖြစ်တယ်။နောက်ပြီးတော့သိရှိပြီးဖြစ်တဲ့ပုံသင်နီးနဲ့ ပုံမှန်မဟုတ်တဲ့ဗဟုကံတို့ရဲ့ဧရိယာတွေကိုဘယ်လိုရှာရမလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြမှာဖြစ်တယ်။ဒီသင်ခန်းစာကိုသင်ယူပြီးပြီဆိုလို့ရှိရင်ဗဟုကံရဲ့ဧရိယာတွေကို ရှာနိုင်မှာ ဖြစ်ပါတယ်။ဒီချက်အခုသင်ပြပေးမှာကတော့အနေပြန်စုကံရဲ့ဧရိယာရှာခြင်းအကြောင်းပဲဖြစ်ပါတယ်။အရင်ဆုံးအနေပြန်စုကံ ABCD ကို ကပ်ပြားတစ်ခုပေါ်မှာရေးဆွဲပြီးတော့ဖြတ်ရမှာ ဖြစ်ပါတယ်ဒီကျဲကူအနှပြိုင်စတူကန် ABCD ကိုဆွဲလိုက်ပါမယ်အခုဒီကျဲဒီကပ်ပြားလေးပေါ်မှာအနှပြိုင်စတူကန် A B C D ကိုဒီချက်ဆွဲပြီးတော့ဒီအနှစ်ပြိုင်စတုကန် ABCD ကိုဖြတ်ထုတ်ပါမယ်။ ဒီမှာနောက်ပြီးတော့ D ရနေပြီးတော့ AB ပေါ်ကိုတစ်ချဲဒီမှာ ပြထားတဲ့အတိုင်းတောက်မှတ်မြင် DH ကိုဆွဲပါမယ်။ ီချက်ဒီမှာတောင်းမှတ်မြင် DH ကိုဆွဲလိုက်ပါပြီတောင်းမှန် trigger D D X A ကိုဒါတို့သမီးတို့ဒီမှာတွေ့လား DHA တောင်းမှန် trigger ကိုရရှိမှာဖြစ်ပါတယ်။နောက်ပြီးတော့ DH မြင်းတလျှောက်ကတ်ကြီးနဲ့ဖြတ်ထုတ်ပါမယ်။ ်ချက်ခုဒီကနေပြီးတော့ D A H ကနေပြီးတော့ဒီချက်ဒီမှာဖြတ်ထုတ်ထားပါတယ်ချက် D H မြင့်တခြားကတ်ကျင်းနဲ့ဖြတ်ပြီးတော့ဒီမှာဒီချက်ကတ်ကျင်းနဲ့ဖြတ်လိုက်တယ်ဖြတ်ပြီးတဲ့အခါမှာဆိုလို့ရှိရင် Trigon D X A ကနေပြီးတော့ A D အနာကို B C ပေါ်ကိုလာပြီးတော့ထပ်လိုက်ပါမယ်ဒီမှာ ကျင်းဒီမှာဒီလိုလာထပ်လိုက်မယ်နော်ဒီမှာသားတို့သမီးတို့တွေ့လားဒီမှာဒီချေလာထပ်လိုက်မယ်အဲ့ဒီခါမှာဆိုလို့ရှိရင်ဒီပုံမှာအတိုင်း AD နဲ့ BC တို့ဟာဆိုလို့ရှိရင်တထက်သေးကြာရောက်သွားမယ်ကြာရောက်ပြီးတော့တရိကံ C x prime ဒီမှာ x prime ဖြစ်သွားမယ်ဒီမှာ x prime ဖြစ်သွားမယ်เนาะအဲ့ဒီ x prime c AD နဲ့ BC ကတထက်သေးကြရောက်ပြီးတော့တရိကံ C x prime b အဲ့ဒါကတရိကံ d ace a ရဲ့နေရာအသစ်ဖြစ်လာတယ်ဒီမှာစောစောတော့ကတီချာတို့တရိကန် dxa နော်အဲ့ဒီကနေပြီးတော့ဒီမှာတရိကန်နေရာဒီမှာနေရာလာယူတာကိုတွေ့ရမယ်အဲ့ဒီခါမှာဆိုလို့ရှိရင် downman student ace ace prime c d ဆိုတာဖြစ်ပေါ်လာမယ်အဲ့ဒီခါမှာအနေပြိုင် student a b c d စောစောကအနေပြိုင် student A B C D ရဲ့ area က Dartmouth Stugan H H Pride C D ရဲ့ area နဲ့တူညီတာကို လွယ်ကူစွာတွေ့နိုင်တယ်။အခုဒီကျဲပုံလေးကိုပြန်ပြပါမယ်။စောစောကအနေပြိုင် Stugan A B C D မှာဆိုလို့ရှိရင် D ရနေပြီးတော့ AB ဘော်ကိုအမြင့်မြင့် DH ကို ဆွဲထားတယ်။ အဲ့ဒီ DH တခြားဒီချေကတ်ကြီးနဲ့ဖြတ်ထုတ်လိုက်တယ်အဲ့ဒီမှာရရှိလာတဲ့ဒီတရိဂံလေးကို BC နဲ့ AD ကိုတထက်တဲကြအောင်လို့ဒီချေတို့ဒီမှာလာထပ်ပါတယ်ထပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် Jumpman Stugan HH Prime CD ကိုရရှိတယ်အဲ့ဒီအခါမှာဆိုရင်ဒီချေတို့စောစောကဒီအနေပြိုင် Stugan ရဲ့ AH ကဒီဘက်မှာဆိုလို့ရှိရင် BH prime နဲ့တူညီတာကို တွေ့ရမယ်။နော်ဒီကျဲပုံလေးမှာပြန်ပြမယ်။အနေပြိုင်စတုဂန်ကဒီကဆွဲထားတဲ့ AH ကဒီဘက်မှာလာထက်လိုက်တဲ့အခါမှာဆိုရင် BH prime နဲ့လာတူတာကို တွေ့ရမယ်။နော်အဲ့တော့ဒီကျဲတို့ဒီမှာအခုဒီကျဲဒီကပ်ပြားလေးပေါ်မှာအနေပြိုင်စတုဂန် A B C D ကိုဒီချက်ဆွဲပြီးတော့ A S ညီမြချင်း B S P R I အဲ့တော့ AB ရ AB ကိုကြည့်မယ်ဒီမှာ AB ရဆိုရင်ဘယ်သူနဲ့သွားတူမလဲဆိုလို့ရှိရင် AH အပေါင်း HB ဖြစ်တယ်အဲ့တော့ဒီမှာ AB ကိုကြည့်ရအောင် ဒီမှာပုံမှာ ABR ဆိုလို့ရှိရင် AH နဲ့ HB ကိုပေါင်းထားတာဖြစ်တယ် AH နဲ့ HB ကိုပေါင်းထားတာဖြစ်တယ်အခုဒီကျေတို့ဒီမှာရှာထားတဲ့ AH က B X prime နဲ့တူတဲ့အတွက်ကြောင့် AX နေရာမှာ B X prime ရေးလိုက်မယ် B အပေါင်း HB ကိုရေးလိုက်မယ်အဲ့တော့ B H prime နဲ့ B H prime နဲ့ XB နေရာမှာဆိုလို့ရှိရင် XB BH prime နေရာမှာ teacher တို့ဘာကိုရေးလိုက်မလဲဆိုရင် XB ကိုရေးလိုက်မယ်ပြီးလို့ရှိရင် BH prime ကိုရေးလိုက်မယ်အဲ့တော့ XB နဲ့ BH prime နဲ့ပေါင်းတဲ့အဖြေက XB နဲ့ ် BH prime နဲ့ပေါင်းတဲ့အဖြေက HH prime ရလာဖို့ဒါတို့သမီးတို့တွေ့ကြမှာ ဖြစ်ပါတယ်အခုဒီကျေပြန်ပြမယ်ဒီမှာဆိုရင်ဒီက HB ဒီဘက်မှာကြတော့ပါလေ BH prime အဲဒါကြောင့်ဒီမှာ HB နဲ့ BH prime ပေါင်းထားတာက HH prime ဖြစ်တယ်အခုဒီချေဒီမှာရေးလိုက်မယ် HB နဲ့ BH prime ပေါင်းထားတဲ့အဖြေက hh prime ဖြစ်တယ်ဒီမှာပုံလေးမှာသားတို့တမီးတို့တွေ့ရမယ်အဲ့ဒီမှာအနေပြိုင်စတုကန်အခုဒီကျဲတို့ပထမဆွဲထားတဲ့အနေပြိုင်စတုကန် a b c d ရဲ့ area ကဒေါက်မန်စတုကန် a s a prime c d ရဲ့ area နဲ့တူတာကိုတွေ့ရမယ်အခုဒီကျဲဒီမှာရေးလိုက်မယ် အနပြိုင်စတုဂန် ABCD ရဲ့ area ကဒေါမန်စတုဂန် AH prime CD ရဲ့ area နဲ့တူညီနေတာကို တွေ့ရမယ်။အဲတော့ဒေါမန်စတုဂန် AH prime CD ကိုသားတို့တမီးတို့ပြန်ကြည့်ရအောင်။အဲ့ဒီမှာဆိုလို့ရှိရင်သူဟာအလျားအမြောက်အနံဖြစ်တဲ့အတွက်ကြောင့်အလျားက AH prime အနံက DH အဲ့ဒါကြောင့်မလို့ Downman Stugan HH Price CDE area နေရာမှာအလျားအမြောက်အနံဖြစ်တဲ့အလျားနေရာမှာ HH Price ရေးမယ်အမြောက် CD ဒီမှာဆိုလို့ရှိရင်အနံက DX ဖြစ်တယ်အဲ့တော့ဒီကျရုပ်ဒီမှာရေးလိုက်ပြီအဲ့တော့ဒီကျရုပ်အရှိမတွတ်ထားတာက HH prime က AB နဲ့တူတယ်လို့တွက်ထားတဲ့အတွက်ကြောင့် HH prime နေရာမှာ AB ကိုရေးလိုက်မယ်။နောက်ပြီးတော့ DH ကို ပြန်ရေးမယ်။အဲ့တော့ဒီပုံကိုပြန်ကြည့်ရအောင်။အဲ့တော့ Downmans 2က HH prime CD ရဲ့ area က HH prime အမြောက် DH ဖြစ်တယ်။ HH prime နေရာမှာဒီ chair ဒီမှာ AB ကိုအစားထည့်လိုက်မယ်အဲ့တော့ downman student HH prime CD ရဲ့ area က AB အမြောက် DH ဖြစ်တယ်အဲ့ဒါကြောင့် AB ရဆိုလို့ရှိရင်အနက်ပြိုင်စတုကန်ရဲ့အခြေဖြစ်ပြီးတော့ ် DH ကတော့အနေပြိုင်စတုဂန်ရဲ့အမြင့်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီကျေရိုကအနေပြိုင်စတုဂန်ရဲ့ area ကအနေပြိုင်စတုဂန်ဤ area ကိုဒီကျေရိုဘလို့အပြေထုတ်မလဲဆိုရင် AB ကအနေပြိုင်စတုဂန်ရဲ့အခြေဖြစ်တယ် DH ကတော့အနေပြိုင်စတုဂန်ရဲ့အမြင့်ဖြစ်တဲ့အတွက်ကြောင့်မလို့အနေပြိုင်စတုဂန်ရဲ့ area ကအခြေနဲ့အမြင့်နဲ့မြောက်ထားတာဖြစ်တယ်။တကယ်လို့ B ကအနေပြိုင်စတုဂန်ရဲ့အခြေဖြစ်မယ်။ အမြင့်ကအနေပြိုင်စတုကန်ရဲ့အမြင့်ဟာဆိုလို့ရှိရင်ဒေါမတ်မြင့် H လို့ဒီကျေတို့ယူဆလိုက်မယ်။နောက်တစ်ခါ area ကိုတော့ A လို့ယူဆလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ တွက်ထားတာကအနေပြိုင်စတုကန်ရဲ့ area ကအခြေအမြောက်အမြင့်ဖြစ်တယ်။အဲဒါကြောင့် area နေရာမှာ A အခြေနေရာမှာ B အမြင့်နေရာမှာ H ကိုထည့်လိုက်မယ်ဆိုရင် A ညီမြချင်း B အမြောက် H ကိုရမယ်အဲ့တော့ A ညီမြချင်း BH ဆိုတဲ့ပုံသေးနီးကိုရရှိမှာဖြစ်ပါတယ်အဲ့ဒါကြောင့်သားတို့သမီးတို့ကမှတ်သားရမှာကတော့အနေပြိုင်စုကန်တစ်ခုရဲ့ area ညီမြချင်းအခြေအမြောက်အမြင့်ဖြစ်ပါတယ်ဆက်လက်ပြီးတော့သားတို့သမီးတို့ပုံစံတွေ့တိကို လေ့လာကြည့်ရအောင် ီချေရိုပုံစံတွက်တစ်ကို တကြည်ရအောင် မေကွန်းက အခြေအနားနဲ့အမြင့်မြင့်ကို ဖော်ပြပါတဲ့အဲ့တော့ဒီချေရိုကအန်ဒဘိုင်စတူဂန်ရဲ့ area ရှာမဲဆိုလို့ရှိရင်အခြေအနားနဲ့အမြင့်မြင့်ကိုတိမှဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဒီချေရိုက အခြေအနားကဘယ်ဟာလဲအမြင့်မြင့်ကဘယ်ဟာလဲဆိုတာကိုတိမှဖြစ်မှာဖြစ်တယ်အဲ့ဒါကြောင့်ဒီပထမပုံတစ်လေးကိုကြည့်ရအောင် ုံတစ်ကအနေပြိုင်စတုကန် ABCD ကိုပေးထားတယ်။အဲ့ဒီမှာဆိုလို့ရှိရင် DE က AB ဘော်ကိုဓာတ်မှတ်ကြမြင်လေးဆွဲထားတာကိုဒါတို့တပီတို့တွေ့ကြမှာဖြစ်တယ်။အဲ့ဒါကြောင့်အမြင့်မြင့်လေးဆွဲထားပြီးတော့ကြနေတဲ့အနာဆိုလို့ရှိရင်အခြေအနာလို့သားတို့သမီးတို့မှတ်ထားမှာဖြစ်တယ်။အဲ့ဒါကြောင့်မလို့အမြင့်မြင့် DE ဟာ တောင်းမှန်ကြနေတဲ့မြင်ဟာ AB ဖြစ်တယ်အဲ့ဒါကြောင့်အမြင့်မြင့် DE တောင်းမှတ်ကြအောင်ဆွဲထားတဲ့အခြေအနာကဆိုလို့ရှိရင် AB ဖြစ်တယ်အဲ့ဒါကြောင့်မလို့အခြေအနာက AB ဖြစ်တယ် AB ဘော်ကိုဆွဲထားတဲ့အမြင့်မြင့်ကကြတော့ DE ဖြစ်တယ်နောက်ပုံနှစ်ကို ကြည့်ရအောင် ပုံနှစ်မှာကြတော့အနေပြန်စုကန် ABCD ပဲပေးထားတယ် ဒါပေမဲ့ BC ဘို့ကြတော့ဒီဘက်ကိုဆက်ဆွဲထားတယ်ဆက်ဆွဲထားတဲ့မြင်းက CB ဆက်ဆွဲမြင်းက CF ဖြစ်နေတယ်နောက်တစ်ခါ A ရနေပြီးတော့ BC ဆက်ဆွဲမြင်းပေါ်ကိုတောက်မှတ်ကြအောင်ဆွဲထားတဲ့မြင်းက AF ဖြစ်တယ် အဲ့ဒါကြောင့်မလို့အခြေရတော့အနေပြိုင်စတုကန်ရဲ့အနာဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ဆွဲထားတဲ့ BF ကိုမရေးတော့ဘဲနဲ့အခြေက BC ဆိုတာကိုမှတ်ရမယ်ပြီးရင် BC ဆက်ဆွဲမြင်းပေါ်ကို တောက်မှတ်ကြအောင်ဆွဲထားတဲ့မြင်းဟာအမြင့်မြင်းဖြစ်တဲ့အဲ့ဒါကြောင့်မလို့ဒီပုံနှစ်မှာဆိုလို့ရှိရင်အခြေအနာက BC ဖြစ်မယ်အမြင့်မြင်းကတော့ AF ဖြစ်ပါတယ် ီချေရိုပုံစံတွက်နှစ်ကိုတွက်ကြည့်ရအောင် မေးခွန်းကအနေပြိုင်စတုကန် ABCD တွင် CD ညီမြချင်း9မီတာဖြစ်ပြီးတော့ AB နဲ့ CD တို့ကြားအကွာအဝေးက3မီတာဖြစ်တယ်ဆိုရင်အနေပြိုင်စတုကန် ABCDE area ကို ရှာပါဆိုတဲ့မေးခွန်းဖြစ်ပါတယ်အဲ့တော့အနေပြိုင်စတုကန် ABCD ရဲ့ area ကို A လို့ထားလိုက်မယ်ဆိုရင် အနေပြိုင်စတုကန်ဧရိယာရှာတဲ့ပုံတည်နီးကအေးညီမြချင်း အခြေအမြအမြင်ဖြစ်တယ်။အဲဒါကြောင့်အေးညီမြချင်းအခြေနေရာမှာငါးကိုထည့်မယ်အမြင့်နေရာမှာသုံးကိုထည့်ပြီးမြှောက်လိုက်မယ်ဆိုရင်ငါး35အဖြေ35ရမယ်။ယူနစ်ကမီတာစကွဲဖြစ်တယ်။အဲဒါကြောင့်အဖြေကအနေပြိုင်စတုကန် ABCD ရဲ့ဧရိယာက15မီတာစကွဲဖြစ်တယ်။ ဒီချေရိုဆက်ပြီးတော့ပုံစံအတွက်သုံးကို ကြည့်ရအောင်မေခွန်းကအနေပြိုင်စတုကန်တခုဤ area သည်100.8 cm2 ဖြစ်ပြီးတော့ရင်းဤအနားတစ်ဖက်သည်12 cm ဖြစ်လျင်ထိုအနားပေါ်သို့ဆွဲသော အမြင့်မြင့်ဤအလျားကိုရှာပါဆိုတဲ့မေခွန်းဖြစ်ပါတယ် ဧရိယာ A ညီမြချင်း100.8 cm2 ဖြစ်တဲ့အခြေ B ကတော့12 cm လို့ထားလိုက်မယ်ဆိုရင်အနက်ပြိုင်စတုဂန်ရဲ့ဧရိယာရှာတဲ့ပုံတည်နေရ A ညီမြချင်း BH ဖြစ်တဲ့အဲ့ဒါကြောင့် A ညီမြချင်း BH ကိုအသုံးပြုပြီးတော့ A နေရာမှာ100.8ကိုထည့်မယ် B နေရာမှာ12ကိုထည့်မယ်အမြောက် H ကို ပြန်ရေးမယ် အဲ့လိုဆိုရင် h ကိုလိုချင်ရင်တရာဒသမ8ကိုစနစ်နဲ့စားလိုက်တဲ့အခါမှာ8ဒသမ4စင်တီမီတာ ရရှိမယ်။အဲ့ဒါကြောင့်အမြင့်မြင့်ရဲ့အလျားက8ဒသမ4စင်တီမီတာဖြစ်ပါတယ်။ဒီနေ့ဒီချက် ရှင်းပြပေးခဲ့တဲ့သင်ခန်းစာကတော့သင်္ချာ1အခန်း9ပမာဏသင်္ချာဧရိယာခေါင်းစဉ်ကသင်ခန်းစာ1ဖြစ်တဲ့အနေပြန်စုကံရဲ့ဧရိယာရှာခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းတီချက်ရှင်းပြတာကိုနားလည်သဘောပေါက်မယ်လို့တီချက် ယူဆပါတယ်။အဲဒါကြောင့်ဒါတို့သမီးတို့ကလည်းနားလည်သဘောပေါက်ပြီးဆိုရင်ဖတ်စာအုပ်မှာပါတဲ့လေ့ကျင့်ခန်းတွေကိုစူးစမ်းပြီးတွေ့ကြည့်ကြပါလို့တီချက်မှာကြားခြင်းပါတယ်။ နောက်သင်ခန်းစာတွေမှာဒီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye.